ဘာသာပြောက်မှကြောက်လို့မနေကာခွယ်နေတာမလားတဲ့ဗုဒ္ဓဘာသာပြောက်မှကိုလုံးဝမကြောက်ပါဖျားတွေမတက်နိုင်တော့အရာရှိပါသလားလူတွေကတော့ထင်နေမယ်ဖျားဆိုလို့ချင်းအရာရာအစွမ်းတဖို့ကြီးတဲ့အတွက်ကြောင့်ဖျားမတက်နိုင်တဲ့အရာမရှိဘူးလို့ပြောကြလိမ့်မယ် ဦးဇင်းတို့ဗုဒ္ဓဆာပေမှာတော့ဖရာမတက်နိုင်တဲ့အရာလေးမျိုးရှိပါတယ်။ဟဲ့။အဲ့ဒါကဘာလဲဆိုလို့ရှင်အိုချင်းနာချင်းတေချင်းကံဤအချိုးအဲ့ဒီလေးမျိုးကိုဖရာရှင်တို့တော့မတက်နိုင်ပါဘူး။အိုမဲ့လူတယောက်ကိုမဟုတ်ပါတဲ့နဲ့လို့ဘယ်သူမှတားလို့မရဘူး။နာမဲ့လူတယောက်ကိုလည်းမနာနဲ့လို့ဘယ်သူမှတားလို့မရဘူး။တေမဲ့လူတယောက်ကိုလည်းမတေနဲ့လို့ ဘယ်ဘယ်လူဘယ်နဲ့ဘယ်ပြမဘယ်ဖရားမှတာလို့မရဘူးအဲ့ဒီလိုပဲလူကြောက်အာထုတ်ထားတဲ့ကံဤအကျိုးကိုလည်းတာလို့မရဘူးအဲ့ဒီလူကြောက်ကအာကုသကံလို့ပဲဆိုရင်အာကုသကံအကျိုးပေးလို့ရှိရင်တာလို့မရဘူးကုသကံလို့ရလို့ရှိရင်ကုသကံအကျိုးပေးရင်တာလို့မရပါဘူးဟမ် ပြည်နေရငါတို့ဘာသာကိုစားအဲ့လိုပြောစကားဆိုဆိုအတော်သားအဖြစ်ဒိုင်းပြည်ဟာဒီဘာသာကိုပူပွဲလာတဲ့ဆိုတော့မာလဲဒီဘာသာကလာတာဘာသာပြည်နဲ့နှစ်တစ်ခေါက်ရှိသေးတယ်ဟုတ်ဒီပုံမှာဥဒင်းပြောကြရနှစ်ပိုင်းရှိပါတယ်တစ်ပိုင်းကကြတော့ဘာသာရေးတမိုင်းပေါ့ဘေဘာသာကအရင်ပေါ်လာတယ်လဲဆိုလို့ရှိရင်ဥဒင်းတို့စာပေမှတ်တမ်းရတမိုင်းရဆိုလို့ရှိရင်အနမေတင်ဆိုတဲ့နှကုတ်ကွယ်မှုဝါဒနှကုတ်ကွယ်မှုဘာသာရေးပေါ့ အဲ့ဒီဝါဒကအရင်ပေါ်ပါတယ်နံပါတ်1ဟိန္ဒူဘာသာတနည်းအားဖြင့်ရှေးအခေါ်ဝါအားဖြင့်ဝေဒဘာသာအဲ့ဒီနောက်မှာဒိုရိုအစီရီယန်လို့အဲ့ဒီနောက်မှာဂျူးဘာသာအဲ့ဒီနောက်မှာဂျိမ်းဘာသာအဲ့ဒီနောက်မှာဗုဒ္ဓဘာသာအဲ့ဒီနောက်မှာခရစ်ယာန်ဘာသာအဲ့ဒီနောက်မှာအစ္စလမ်ဘာသာအဲ့ဒီနောက်မှာဘာဟာယီဘာသာသာရှိတဲ့ပြင်အသင်းသင်ပေါ်ပေါက်လာပါကြောက်တဲ့ကြောက်ွယ်တဲ့ဘာသာတွေအများကြီးရှိပါတနည်းအားဖြင့်ဒိုရိုအစီရီယန်ဘာသာတွေကိုကြောက်ွယ်သွားပါပြီ ။နောက်ကြတော့ဦးတင်းတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုကိုးကွယ်ရဆိုတာအနဝထမတိုင်ခင်ကလေးကဖြစ်ပါတယ်။မြန်မာနိုင်ငံဗုဒ္ဓဘာသာကိုကိုးကွယ်တာနှစ်ပေါင်း2000ကျော်သွားပါပြီ။ဘာကြောင့်လဲသူတို့ချင်းဦးတင်းတို့ပကံခိကသီရီတွေကိုတမိုင်းပညာရှင်တွေကလေ့လာတဲ့အခါမှာသီရီနှစ်ထပ်လေးအများကြီးပါပါတယ်။ဦးတင်းတို့အဲ့ဒီမှာနမကြီးသီရီကရွှေသန်းတော်သီရီပေါ့။အဲ့ဒီရွှေသန်းတော်သီရီကိုသူတို့စစ်တဲ့အခါမှာသီရီကနှစ်ထပ် ပေါ်ထက်ကအေဒီတရရသူအေဒီတတိသူရာကျောအနဝထာပေါ့အနဝထာအုပ်ချုပ်တဲ့ခေတ်ကအေဒီ1044 1099ဒါအနဝထာခေတ်အဲ့ဒီအောက်ကဇေဒီကိုထက်ကြည့်တဲ့အခါမှာအေဒီ900သူတဲ့အေဒီ900သူကအနဝထာမိုဘကင်းနှစ်ပေါင်း200လောက်ကတည်းကဖြစ်ပါတယ်နောက်တမန်ထောက်တာကဘာလို့ဆိုရင်ဦးဇင်းတို့အတော်ကမင်းကြီး BC 235လောက်မှာ စစ်လွတ်တဲ့သာသနာပြုအဖွဲ့ဖြစ်တဲ့တောနာနာဥဒ္ဒရမထေမြတ်ဘုတောနာဘုံကြီးဆိုတဲ့အခုခေတ်တထုံမြို့ကိုရောက်ပါတယ်အဲ့ဒီတောနာဘုံကြီးဆိုတဲ့တမိုင်းကိုလေ့လာတဲ့အခါမှာဝါရတခု꿰ပါတယ်နံပါတ်1တထုံသူတဲ့ဝါရရဲ့နံပါတ်2အင်ဒိုနီးရှားနိုင်ငံသူမဒရာကျွန်းသူတဲ့ဝါရရဲ့နံပါတ်3အိန္ဒိယနိုင်ငံကကျွန်းတခုရဲ့အဲ့ဒီဝါရတခုရှိပါတယ် ဲဒီဝါဒမှာဦးဇင်းတို့မြန်မာနိုင်ငံကတထုံတို့တဲ့ဝါဒကအထောက်အထားအခိုင်လုံဆုံးဆိုတာတက်တည်ပြပြီးသားပါပဲဒါကြောင့်တန်တဲ့ဝါဒနှစ်ခုကိုပယ်လိုက်ပါအဲတော့ကမြင်းကြီးတရတာ PC ခရစ်မဘော်မီနှစ်ပေါင်း235လောက်မှာစိတ်လွတ်ပြီးအတွက်ကြောင့်မြန်မာနိုင်ငံမှာမြန်မာနိုင်ငံကဗုဒ္ဓဘာသာကိုကိုယ်ွယ်တာနှစ်ပေါင်း2000ကျော်သွားပါပြီဘာကြောင့်လဲသူတို့ချင်းဦးဇင်းတို့ပြုခစ်တို့ပြုခစ်ကို လေးရတဲ့နေ့မှာပြူပြူဟောင်းလေးကိုတူဖို့နေမှာမြတ်စွာဘုရားဟောတဲ့ရေတံမှာဟေတုဘဘဝဆိုတဲ့စကားကိုရွှေပြားနဲ့ရေရတာကိုတမိုင်းတုတ္တတိတို့ကိုတောင်းပြခြင်းရင်သိပါလိမ့်မယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဘာသာပြောက်မှာကြောက်လို့မနေကာခွယ်နေတာမလားတဲ့ဗုဒ္ဓဘာသာပြောက်မှာကိုလုံးဝမကြောက်ပါဘူးနော်ဗုဒ္ဓဘာသာကလည်းဘယ်တော့မှကွယ်ပြောင်းမဲ့ဘာသာမဟုတ်ပါဘူး ။ဘာကြောင့်ဥဒင်းဒီတကားကိုပြောတာလဲဆိုလို့ရှိရင်ယလောကမှာလည်းယဟန္တာမြည်သည်ထိတ်ကွယ်ရထုံးစံမရှိဘူးတဲ့။နားလည်အောင်ရှင်းပြထားလို့ရှိရင်အခုမြတ်သက်ပြာသာသနာမှာအယန္တာအနာဂံတက္ကတာကံတသဗံရှိကြတယ်။သူတို့ကိုဥဒင်းတို့ပုထုဇဉ်နယ်ဘက်ကမသိဘူး။ဘာကြောင့်လဲဆိုရင်ညံမီးတို့ပေါ့။ပုထုဇဉ်နယ်ဘက်ကတောတာဘံကိုမသိဘူး။တောတာဘံကတက္ကတာကံမသိဘူး။တက္ကတာကံအနာဂံကိုမသိဘူး။အနာဂံယန္တာကိုမသိဘူး။မသိနိုင်ဘူးပေါ့။ ဟုတ်ဘူးသားဒီဗုဒ္ဓသာသနာကွယ်ပြီးသားနောက်မြတ်စွာဘုရားမဟုတ်ဘူးငယ်ဈာကာလမှာအဲ့ဒါကိုသာသနာပါသာသနာပါကာလလို့ခေါ်ပါတယ်အဲ့ဒီသာသနာပါကာလမှာတမန်တန်ဗုဒ္ဓအရှင်သူမြတ်တွေရဲ့အောက်တသိမ့်နေတဲ့ပြည့်စေကဗုဒ္ဓအရှင်သူမြတ်တွေပွင့်ပါပါနော်သူကကျတစ္တလေးပါးတရားကိုကိုယ်တိုင်ထိုးထွင်းသိနိုင်တယ်တို့တော့တခြားတဲ့ပုဂ္ဂိုလ်တွေကိုမိမိတို့တစ္တလေးပါးတရားကိုတဘောပေါက်ညာလေးအောင်မဟောပြတတ်ဘူးနီးပေးလမ်းပြပဲဟောတတ်တယ် ူတို့ကတခါတည်းမှာ900 1000 1000 2000 2000ရအဲ့လိုပွင့်ကြပါတယ်တပါးတည်းလည်းပွင့်ပါတယ်ဒါကြောင့်သာသနာကျွင်းကာလမှာကောသာသနာမကာလမှာကောရန်တာလူမျိုးသိကိုသိမှုရှိဘူးဒါကြောင့်ဘယ်တော့မှဘုရားဘာသာကကွယ်ပြောင်းမဲ့ဘာသာမဟုတ်ပါဘူး